ဖရဲတီးသည်ရေတက်ကြွယ်ဝပြီးအာဟာရဓာတ်များစွာပါဝင်သောအသီးတစ်မျိုးဖြစ်ပါသည်ဖရဲတီးစားသုံးခြင်းကြောင့်ရရှိနိုင်သောကောင်းကျိုးများနှင့်ဆိုးကျိုးများကို အသေးစိတ်ဖော်ပြပေးလိုက်ပါသည်ကောင်းကျိုးများရေတက်ဖြစ်တင်ပေးခြင်းဖရဲသည်တွင် ရေဓာတ်ကိုဆက်နှင့်ရာခိုင်နှုန်းခန့်ပါဝင်သောကြောင့်ခန္ဓာကိုယ်အတွက် ရေဓာတ်ကိုဖြည့်တင်ပေးနိုင်ပါသည် အထူးသဖြင့်ညရာသည်တွင်ဖရဲသည်စားသုံးခြင်းဖြင့် အပူချိန်ကြောင့်ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်ကိုပြန်လည်ဖြစ်တင်းပေးနိုင်ပါသည် ဗီတာမင်နှင့်သတ္ထုဓာတ်များကျွယ်ဝခြင်းဖရဲသည့်တွင် ဗီတာမင် A ဗီတာမင် C ဗီတာမင် B6 နှင့်ပိုတက်ဆီယမ်မက်ဂနီဆီယမ်ကဲ့သို့သောသတ္ထုဓာတ်များပါဝင်ပါသည်ဗီတာမင် C သည် ကိုယ်ခံအားကို ကောင်းမွန်စေပြီးဗီတာမင် A သည် အမြင်အာရုံကိုကောင်းမွန်စေပါသည် ပိုတက်ဆီယမ်သည်သွေးပောင်ချိန်ကို ထိန်းသိမ့်ပေးပြီးမန်ဂနီဆီယမ်သည်ကြက်သားနှင့်အာရုံကြောများ၏လှုပ်ဆောင်မှုကိုကောင်းမွန်စေပါသည်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း။ဖျဲသည်တွင်လိုင်ကိုပင်းနှင့်ဘီတာကယ်ရိုတင်းကဲ့သို့သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါသည်။လိုင်ကိုပင်းသည်ဆဲများပျက်စီးခြင်းမှ ကာကွယ်ပေးပြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါသည်။ ဗီတာကယ်ရိုတင်းသည် အသားရည်နှင့်မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းဖျဲသည်တွင် ပါဝင်သောလိုင်ကိုပင်းနှင့်အမိုင်နိုအက်ဆစ်သည်သွေးကြောများကို ကျယ်စေပြီးသွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည် ထို့ကြောင့်နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါသည်အစာခြေစနစ်ကို ကောင်းမွန်စေခြင်းဖျဲသည်တွင်အမြင်တတ်ပါဝင်သောကြောင့်အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ဝမ်းချုပ်ခြင်းကိုတတ်တာစေပြီးဥမာကြီးကင်စာဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါသည်။ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းဖျဲသည်တွင်ပါဝင်သော လိုင်ကိုပင်သည်ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါသည်။အစစ်အမြစ်ရောင်ယောဂနှင့်အခြားသော ရောင်ရမ်းမှုဆိုင်ရာယောဂများကိုတတ်တာစေနိုင်ပါသည်။အရေပြားနှင့်ဆန်သားကိုကောင်းမွန်စေခြင်းဖျဲသည်တွင်ပါဝင်သောဗီတာမင် A နှင့် C သည်အရေပြားနှင့်ဆန်သားကိုကျန်းမာစေပါသည် အသားရည်ကိုစိုးပြေစေပြီးဆန်သားကိုတောက်ပြောင်စေပါသည်။ဆိုးကျိုးများအချို့သူများတွင်ဓာတ်မတည့်ခြင်းဖြစ်ပွားနိုင်ခြင်း။ဖျဲသည်တွင်ပါဝင်သောအချို့သော ပရိုတင်းဓာတ်များနှင့်ဓာတုပစ္စည်းများသည်ဓာတ်မတည့်မှုဖြစ်ပွားစေနိုင်ပါသည်။ဓာတ်မတည့်မှုလက္ခဏာများမှာရားရံခြင်း၊အင်ပြင်ထွက်ခြင်း၊အသက်ရှူရခက်ခဲခြင်းစသည်တို့ဖြစ်ပါသည်။အချို့ဓာတ်ပါဝင်မှုမြင့်မားခြင်း ဖျဲသည်တွင်တဘာဝအချိုတက်ပါဝင်သောကြောင့်စီးကျိုယောဂါရှိသူများအနေဖြင့်အလွန်ကြုံဆားသုံးပါကသွေးရင်းတကြားဓာတ်မြင့်တက်လာနိုင်ပါသည်ပိုတက်ဆီယမ်ဓာတ်များလွန်ခြင်းဖျဲသည်တွင်ပိုတက်ဆီယမ်ဓာတ်ပါဝင်သောကြောင့်ကြောက်ကဲ့ယောဂါရှိသူများအနေဖြင့်အလွန်ကြုံဆားသုံးပါကခန္ဓာကိုယ်တွင် ပိုတက်ဆီယမ်ဓာတ်များလွန်ခြင်း hyperkalemia ဖြစ်ပွားနိုင်ပါသည်ဝမ်းလျှောခြင်း ဖရဲသည်ကိုအလွန်ကြုံစားသုံးပါကဝမ်းလျှောခြင်းဖြစ်ပွားနိုင်ပါသည်။လေးပွားခြင်းဖရဲသည်တွင် ပါဝင်သောအမြင်ဓာတ်ကြောင့်အချို့သူများတွင် လေးပွားခြင်းဖြစ်ပွားနိုင်ပါသည်။တတိပြုရန်ဖရဲသည်ကို တင့်တင့်မြတ်စွာ စားသုံးသင့်ပါသည်။ဓမ္မတဲမှုလက္ခဏာများ ခံစားရပါကဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။ဖရဲသည်အစေ့ကိုစားသုံးခြင်းသည် အမြင်တန်းနဲ့အာဟာရဓာတ်အချို့ကိုရရှိစေနိုင်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်